အစေလေးတပုတ်လောက်ရွတ်ပြချင်ပါတယ်အစေရဲ့ခေါင်းစဉ်ကိုတော့အပြောက်အရှများတဲ့နိုင်ငံလို့ခေါင်းစဉ်ပေးထားပါတယ်အပြောက်အရှများတဲ့နိုင်ငံတဒီရတွေ့တဲ့လူတွေပျောက်တဲ့အကြောင်းခက်စိတ်စိတ်ပဲအဲ့ဒီလူတွေဘယ်ကိုပျောက်တယ်မသိဘူး ပျောက်သွားတဲ့လူတွေဟာအခုတိပြန်ပေါ်လာကြပြီးပြောတာလည်းမတွေ့ပြန်လာလို့မရတဲ့စီရောက်သွားကြတယ်ထင်ပါတယ်လူတွေပျောက်တယ်ဆိုလို့အိမ်ပျောက်သွားသူတွေအဖေပျောက်သွားသူတွေသားပျောက်သွားသူတွေသမီးပျောက်သွားသူတွေမိသားစုပျောက်သွားသူတွေ အနာဂတ်ပျောက်သွားသူတွေဟောကလန်းလန်းကိုကြည့်တော့နိုင်ငံပျောက်သွားကြသူတွေကောင်းမွန်ပြည်စုံတဲ့ပဝင်းကျင်ကောင်းကစစ်ဘုံကြုံကြီးတွေနေတဲ့လူကုန်တန်းတွေနေတဲ့ချမ်းကျဲကျဲတိုက်ကြီးတွေလာပဲရက်ွက်แท้မှညဘအပြင်ထွက်သူမရှိတော့ဘူးမနှအစောကြီးအလုတ်သွားသူတွေတိတ်မတွေ့တော့ဘူး လူကုန်တန်တွေတွားတဲ့ကလတ်တွေညာလုံးပေါက်ဖွင့်နေကြားပြည့်တဲ့အခါသူ့အမျိုးသားကိုစိတ်ပူလို့စိုက်ကားထွန်းင်းမာကိုတားနေတဲ့အိမ်ထောင်ရှင်မရဲ့အကူရဲ့ညာစည်းတော့ထွန်းမင်းမာနဲ့ဆိုတဲ့အတန်ကိုစွန့်နေနေကြားရတော့ကျွန်တော်လဲကြားသမျှတဲ့နာနာကျင်ကျင်ခါနေရတရားမြတ်မှုကလည်း လူမန်းတိတ္တစာကလေးကပျောက်ချက်သားကောင်းတယ်။ကောင်းလေး။ညဘအပြင်းမထွက်နဲ့နော်။လူတွေပျောက်နေတယ်တဲ့။သူ့သားလူလေးကို သူ့အမေကတတိပေးတဲ့အတန်ကိုအိမ်ရှိကဖြတ်တုံးကကျွန်တော်ကြားတယ်။လူငယ်တွေရဲ့လွတ်လပ်ခွင့်ကိုဘယ်ခွေးမျိုးကစားသွားတယ်မသိရ။ကျွန်တော်လဲလမ်းလျှောက်ရင်းကြားသမျှလဲအခါတွေပဲ။ နှစ်လမ်းထိပ်လက်ဖက်ရည်ဆိုင်ထဲကတောက်ကြကြစပွဲလေးမှာတွေ့နေကြညီလေးတွေလဲဆိုင်လာမထိုင်တော့တာအတော်ကိုကြာပြီသူတို့လဲဘယ်ပြောက်သွားတယ်မသိရအမျိုးသမီးငယ်လေးတွေလဲထိုင်းလိုလိုစာလုံးလိုလိုတချို့လူတွေပြောတယ်ဘာလိုလိုညာလိုလိုချစ်သွားကြတယ်ဆိုတဲ့အတန်တွေကြားပြီးပျောက်ပျောက်သွားကြရာ ရက်ကွက်ထဲမှာလူတွေတိုးတာလားယော့တာလားတော့မသိဘူးလူဟောင်းတွေပျောက်သွားကြတာတော့များပြီစနစ်ကယုတ်ခစ်ကပုတ်တော့လူငယ်ရနတ်တွေလေထဲလွင်ပါသွားရာစီစေးတွေတက်တော့ဆိုင်ကယ်တွေပျောက်သွားပြီးဂုံစင်းနှုံတွေတက်တော့တက္ကသိုလ်ဆက်တက်မဲ့လူငယ်လေးတွေပျောက်သွားကြတယ် ဆေးရောင်မစုံတော့လို့ရှိတဲ့ဆေးကိုဆက်ဟတ်ဆွဲနေရတဲ့ဆင်းရဲတဲ့ပကြီးဆရာလိုမိသားစုပကြီးကားထဲကရှိတာဆက်ဟတ်ချက်ပြုတ်နေတဲ့အင်ရှင်မတွေဟာမိဘကြောင့်ဂယ်လာရီထဲပျော်ရွှင်မှုတွေပျောက်သွားကြလေပတ်ဆရာမကောင်းတော့တဲ့နိုင်ငံပျော်စရာတွေခန်းချောက်ပျောက်ကွယ်ရတဲ့နိုင်ငံဘယ်လိုတန်းစီစီအောက်တန်းကျနေတဲ့နိုင်ငံလိုလူရမဝင်တဲ့နိုင်ငံလို့ မြို့တုံပြောက်ွယ်လူနီနီတတ္တဝါတကောင်လိုပိန်ချုံချိနေနေတဲ့နိုင်ငံအစင်အတန်းပျောက်ရှာသွားရတဲ့ပြစ်စံရစ်နိုင်ငံဘာကောင်းသေးလဲအသေးတွေနာလို့ဂုံယုံရှာကြည့်ပြန်တော့အပြူအပြက်တွေပဲ လက်ထဲပါလာခဲ့ လူကောင်းသူကောင်းတွေပျောက်သွားတာများပြီးလူစိုးလူတွေတွေနေရာရလာတရားစစ်တရားမှန်တွေပျောက်သွားပြီးတရားမဲ့အရေးချုံတွေများလာ အစစ်အမှန်တွေပျောက်သွားပြီးအတုအပါတွေများလာကြက်ငွေတံမိုးဟာနဲရကနေပျောက်ပျောက်လာကြက်တဲလာတော့ကိုချင်းစာနာစိတ်တွေပျောက်လာသုံးအာနာသုံးရဟာပြည်သူတွေလက်ထက်ကပျောက်သွားတာသုံးနှစ်ရှိသေးမိသားစုမှအင်ဂျယ်လေးပျောက်သွားကြသူတွေများလာရွှေတိုရွှေစာလေးတွေအပေါင်ဆိုင်နားပျောက်သွားသူတွေများလာចောင်းစိန်ဝတ်စုံအချို့လဲလမ်းပေါ်ကပျောက်သွား အရွေရောက်ကစားလူငယ်တွေလည်းစစ်မှုထမ်းအမေ့ကြောင့်ပျောက်သွားကြ စီစည်းတွေကြီးလို့အကျော်တဲလေးပျောက်သွားတာကစစံစည်းနဲ့အိမ်ကန်းကားတွေဈေးကြီးလို့အထဲချုပ်ဆက်ယုံကတမီအကြီးမာလေးဖာဖြစ်သွားတာအစုံအဲ့ဓာတွေကယောမမျိုးမီးလောင်နေတာလည်းမဟုတ် ပါရီကြဆုံးတာလည်းမဟုတ်ခမရိုးကျုပ်တို့နိုင်ငံတော်မှာဖုတ်ဝင်နေတာဂုတ်သွေးကိုစုပ်နေတဲ့ဖုတ် အနာဂတ်ကိုနှုတ်နေတဲ့ဖုတ်အဲ့ဒီနှစ်ပေါင်း60ကျော်ဖုတ်မိတ်စာဟာကြောက်အောင်၆ပြီးသူသွားခြင်းတဲ့နေရာအထိ ရောက်အောင်သွားနေတော့မယ်လမ်းမတွေပေါ်ကအတန်တွေပျောက်သွားကတဲ့ကနိုင်ငံတွေကအမှုပညာလက်ရာအသစ်တွေပျောက်သွားတယ်တရားရေးပျောက်သွားပြီးအကျဉ်းဥစည်းကဝန်ထမ်းတွေငွေပိုးရှင်လာတယ် လူတွေအဆင်မပြေတာကိုတကယ်ပြတဲ့မီဒီယာတွေပျောက်သွားပြီးလူတွေအဆင်မပြေတာကို ဖုံးကွယ်လိန်ဖွက်နေတဲ့တကူကောင်းသမားမီဒီယာတွေနေရာရလာတယ်။ငယ်ဆုံးကလေးမလေးနားကနှကက်ကလေးပြန်မစင်ပေးနိုင်တာကြာနေပေမဲ့ Facebook Live ဆေးကတံမိုးကြီးစိန်တွေရွှေတွေတော့ဝဲလူအားတက်နေတော့မယ်။အမှုပညာသမားတချို့နိုင်ငံထဲကပျောက်သွားကြပြီ။ပြည်သူပဲရက်တဲ့ နိုင်ငံရေးသမားတွေပျောက်သွားကြပြီမျက်နာပေါ်ကအပြုံးတွေပျောက်သွားကြတာကြာပြီနောက်ထပ်ဘာတွေထပ်ပျောက်ရအောင်မလဲဘာတွေထပ်ပျောက်ရှာအောင်မလဲလူစွာအရင်မြစ်တွေပျောက်သွားလို့တယံဇာတတွေရှိသေးတယ်မထင်နဲ့ဒီ၃နှစ်မှာကားကြီးကားငယ်အတွေ့အတွေ့နဲ့နိုင်ငံဧရိယာထဲကနေပျောက်သွားကြမြေပေါ်မြေအောက်ပျောက်ရှာနေတဲ့ မြေပေါ်မြေအောက်မိတ်ဆာနှောင့်နေတဲ့နိုင်ငံအသက်တွေပျောက်သွားရစာတင်ကြောင်းတွေပျောက်သွားရ ဖြောက်နေတဲ့ကောင်းတွေကြောင့်ပျောက်သွားတာလားကြောက်နေတဲ့လူတွေကြောင့်ပျောက်သွားတာလားတကယ်ကိုအပျောက်ရှာများလွန်းတဲ့နိုင်ငံကြီးမှာလွန်ခဲ့တဲ့၃နှစ်ကျော်ကပျောက်သွားတဲ့ကျုပ်တို့ကိုကျုပ်တို့ပြန်ရှာဖို့လွန်ခဲ့တဲ့၃နှစ်ကျော်ကပျောက်သွားတဲ့နိုင်ငံကြီးကိုပြန်ရှာဖို့ ဘယ်ကိုသွားရမယ်ထင်လဲဘယ်မှာရှာရမယ်ထင်လဲမကြောက်တရားကိုအကြောက်တရားထဲမှာရှာပြီးတရားအမှုကိုတရားသဖြင့်တုတ်ပြန်မှုဖြင့်ရှာကြအပြောက်ရှာတွေပြန်တွေ့ဖို့အဲ့ဒီအပြောက်ရှာရဝန်းတွေထဲမှာပဲရှာကြလေအဲ့ဒီအပြောက်ရှာတွေတဲ့ချစ်ရသူတွေမှာအပြောက်ရှာများလုံးနေ ခြေရသူတွေပျောက်ရှာသွားတဲ့အမျိုးသမီးငယ်လေးတွေလည်းများတယ်အပျောက်ရှာတွေတဲ့အမှန်တရားပါမသွားဖို့ကိုမျက်ရည်ဖြစ်ရအရင်မြစ်ကိုရှာကြကိုတကယ်လိုချင်တာမပျောက်ရှာဖို့ခြေရသူတွေထပ်မပျောက်ရှာဖို့အပျောက်ရှာကင်းတဲ့နိုင်ငံကြီးကို အပျောက်ရှာတဲ့ဆင်းရှာမှ နိုင်ငံအသက်ငွေငွေပဲ ပျောက်သွားကြတဲ့လူငယ်တွေပြန်ရဖို့အမှုပညာတွေပြန်ရဖို့အစ်စ်အမှန်တွေပြန်ရဖို့နဲ့အနေငယ်ကနေအများဆုံးတဘဝပေါ့ဘဝတွေအများကြီးအတွက်တဘဝလောက်ကိုပေးရတာတော့တန်မဲထင်တာပဲနိုင်ငံအတုထဲမှာဒဏ်ရာတွေအော်နေပြီပျောက်သွားတဲ့နိုင်ငံကိုပြန်သေးလာဖို့အဲ့ဒီအပျောက်ရှတွေထဲမှာငါတို့ကိုယ်တိုင်ပျောက်ရှရအောင်မင်းအပျောက်ရှများတဲ့နိုင်ငံမှာ ငါတို့ပျောက်ရှာမှုက အကျိုးရှိမှာပါအပျောက်ရှာတဲ့ခုံစင်းကြမိသားစုကိုနှုတ်ဆက်ကြချစ်ရသူကိုလက်ပြကြအမှန်တရားကိုထမ်းပြီးပြန်လာနိုင်ဖို့ငငယ်ချင်းတဘဝတစ်ခါခက်မြက်မြက်ကြီးငါတို့ပျောက်ရှာလိုက်ကြစို့ကွာတင်သူပါကျွန်တော်ရဲ့အပျောက်ရှာများတဲ့နိုင်ငံဆိုတဲ့အစီလေးကို ပြီးဆုံးအောင်နားဆင်ခံစားပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။